ပါတယ်နော်လက်တူပက်တန်လေးတင်မယ်နော်လက်တူပက်တန်တင်မယ်ဆိုလို့ရှိရင်ဆရာတို့ရဲ့လက်တူကိုကြည့်လိုက်ပါဆရာရေးပြတဲ့လက်တူကိုကြည့်လိုက်ပါနော်လက်ရဲ့မလက်တူပေါ့နော်လက်တူရဲ့ဟိုအဘလောက်လဲ9ပါလက်ဝက်က7ပါနော်လက်ဝက်7ပါဒါဆိုလို့ရှိရင်ဆရာတို့9လက်ရဲ့လက်တူရဲ့အရှည်က9လည်းမဖြစ်တော့ကြအောင်ဆရာတို့လေဒီကဈာန်ကိုဆရာတို့ဒီပက်တန်ကိုခောက်ညက်ပါမယ်နော်9ဖြစ်တဲ့ကြအောင်ဆရာတို့လေဒီကနေပြီးဒီကို9လည်းမဆရာမြင်ကြအောင်ဆွဲလိုက်ပါမယ် ကိုရီမမြင်ကြောင်ဆွဲလိုက်ပါမယ်ဒီအစီဘောထတာကိုရီမလို့ခေါ်တယ်ကိုရီမနော်ကိုရီမမြင်ဆွဲလို့ရှိရင်ဆရာဒီအပေါ်ကမြင်ယူမယ်နော်ဒီဘောမြင်ယူမယ်နောက်ပြီးရှိရင်ဆရာတို့ရဲ့ဂျိုင်းကိုကြည့်လိုက်ပါဂျိုင်းကဘောက်ရှိလဲဆိုရင်9.5ရှိပါတယ်ဒီမှာဂျိုင်းစားတာဟာလည်းရှိတယ်9.5ရှိတယ်အဲ့တော့ဆရာတို့ဒီ9.5ကိုပေါင်ခတ်လိုက်ပါမယ်ဒီဒါလေးကိုဆက်လို့ဒီပေါင်ခတ်လိုက်ပါမယ် ပေါက်ခတ်လိုက်ပြီနော်ပေါက်ခတ်လိုက်ပြီနော်ပေါက်ခတ်ပြီလို့ရှိရင်ဆယ်လို့ဒီကိုလေးမှယူထားတာဒီကနေဒီကိုဘယ်လောက်ရှိလဲကိုလေးမှရှိပါလေနော်ဒီကနေဒီကိုပါသူရဲ့လက်လက်တူကကိုလေးမှရှိတယ်ဒီကနေဒီကွန်ဝေးရပါလေဆိုရင်9ပွိုင်းရှိတယ်ဒါကပါလေဆိုရင်ချိုင်းပေါ့နော်ဒါဆိုလို့ရှိရင်ဆယ်လို့ဒီကိုလေးမှပြီးလို့ရှိရင်အောက်ကိုဆယ်လို့ဒီတလက်မကိုခောက်စာထုတ်လိုက်ပါမယ်ဟမ်ဒီလိုခောက်စားတယ်လည်းမထုတ်နိုင်ပါနဲ့ ူခါတော့တရမထုတ်နိုင်ဘူးနော်ဒီခါတော့တရမထုတ်ထားလိုက်ပါမင်းမသားဆွဲလိုက်ပေါ့နော်ပြီးရင်နောက်တစ်ခုကဆက်လို့ဒီဘေးကိုအောက်ဘေးရဲ့အောက်ဖက်ကိုဆက်လို့ဒီဘေးရဲ့အောက်ဖက်ကိုဆက်လို့ဒီဘလောက်လဲဆိုရင်၃လက်မှဆင်းပါမယ်အောက်ကို၃လက်မှဆင်းပါမယ်မနော်၃လက်မှဆင်းပါဒီ၃လက်မှဆင်းရတဲ့မြင်းနဲ့ဒီပေါ်မြင်းကိုဆက်လို့ဒီဟိုဒီလိုလေးပေါ့မြင်းအဆောင်မြင်းလေးကြောင်းဆွဲလိုက်ပါ နော်စာမင်းကြောင်းဆိုလို့ရှိရင်ဒီစာမင်းပုံပဲဆိုလို့ဒီဟိုတိုင်းကြည့်ပါရတဲ့အဖြေကိုဆိုလို့တုံးနဲ့စာလိုက်ပါ30ရရယ်နော်30ဆိုလို့ရှိရင်ဆိုလို့ဒီဘာလို့မဆိုတုံးမပုံလိုက်ပါမယ်နော်တုံးတမန်စီပုံလိုက်ပါမယ်ဒီဟာကိုနော်တုံးတမန်စီပုံလိုက်ပါပြီနော်ပုံပြီးလို့ရှိရင်ဆိုလို့မှတ်ထားပါမယ်ဘယ်လိုမှတ်လဲမဆိုရင်ဆိုလို့ဒါနံပါတ်1 2 3ဘယ်လိုမှတ်ထားလဲနော်နောက်ဆုံးရှိရင်ဆိုလို့ဒီနံပါတ်1ကိုနံပါတ်1ရဲ့အောက်ကိုဆိုလို့ဒီနော်0.5စေမှာမယ်နော် เนาะပြီးရင်နံပါတ်2နဲ့3နဲ့ချာဟိုအပေါ်ဟိုဆက်လို့ဒီမှာအပေါ်ကိုဆက်လို့တက်လက်မတက်ပါမယ်เนาะဒီမှာတက်လက်မတက်ပါမယ်ဒါလို့ရှိရင်0.5စဉ်းစားတဲ့ဟာလေးကိုဆက်ဒီလိုလေးမှတ်ထားပါမယ်မှတ်ထားမယ်เนาะမှတ်နေမှတ်မယ်ပြီးရင်သူ့ကိုလည်းပဲတက်လက်မဆိုလို့ရှိရင်ဒီတက်လက်မမှတ်လေးမှတ်ထားပါမယ်မကြည့်တဲ့တော့မှဘီလို့ရှိရင်ဆရာတို့လေဒီဘေးကနေပြီးတော့အပြင်ဘက်ကိုဆရာတို့တက်ခွဲတာเนาะနင့်လောက်လည်းရပြီလားနင့်နင့်မလောက်မှာထားပါဟမ်ဒီမှာဒီမှာเนาะ ဒါဆိုတိတ်ခွေးလေးကိုဆက်လိုက်ဒီလိုတောင်းလိုက်ပါနှစ်ခွက်မှတ်ထားအမှတ်နဲ့ဒီလိုဆက်လိုက်ပါနော်တိတ်ခွေးကိုဒီလိုတော့ပါမယ်ဆက်လိုက်နော်ဒါပြီးလို့ရှိရင်တိတ်ခွေးဒီလိုပေါ့နော်ပြီးဟိုကောင်းအောင်ကြောင်းရှိရင်ဒီလိုလေးပါအဲ့ဒါလေးကိုဆက်လုပ်ရည်လေးပါနည်းနည်းလေးပေါ့ဒိုင်းလိုနည်းဟိုလက်လက်အိုးတွေနည်းလှလှလေးဖြစ်အောင်ဆွဲမယ်နော်ဒီဖြစ်ပါလိမ့် ။ဒါဆိုလို့ရှိရင်ဆရာလို့လို့ရှိရင်လက်အိုးလေးရပါပြီနော်။ပြီးရင်နောက်တစ်ခုကဆရာစဉ်းစားမှာနောက်တစ်ခုကပါလဲဆိုရင်သူ့ရဲ့လက်ဝါးကိုကြည့်ပါလက်တူရဲ့လက်ဝါးဘယ်လောက်ရှိလဲ။လက်တူရဲ့လက်ဝါးအတိုင်းဆိုရင်ဆရာတို့စနစ်ပါနော်။မစနစ်နော်။စနစ်ကိုဆရာတို့နင်းနဲ့စားပါမယ်။နော်။စနစ်ကိုဒါလက်ဝါးပါနော်။လက်ဝါးကိုဆရာတို့ဘာလို့မစားလဲ။အစားနဲ့ပြင်အပောင်း0 perfect နော်လက်ဝါးဘယ်လောက်လဲ။စနစ်ရရယ်။စနစ်ကိုပါဆိုဆရာနင်းနဲ့စားမယ်။ပြီးရင်0 perfect နဲ့ပေါင်းမယ်။ ။နောက်ဆက်နေနည်းနည်းစာလို့ရှိရင်ဘယ်လောက်ရလဲဆိုရင်6ရပါမယ်။69 0.5ပါလို့ရှိရင်6.5ပါเนาะ6.5ပါ။ဒါ6.5ကိုဆက်ဒီကနေဆွဲပါမယ်။6.5ဆွဲပါမယ်ဒီမှာ။နောက်ဒါပါဆိုရင်6.5ပါ။ဒီ6.5နဲ့ဆက်ဒါလေးကိုဆက်ဆက်လိုက်ပါမယ်။ဆက်လိုက်ပြီเนาะ။ဆက်ပြီးလို့ရှိရင်ဒီကောင်6.5ဆိုတာ7ပေါ့เนาะ0.5ပူရပါမယ်ဒီမှာ။နော်ဒါ7เนาะဒီတစ်ခုကိုဒီလိုဆက်လိုက်ပါ ဆက်ဒါဆိုရင်ဆက်လို့လိုချင်တဲ့လက်တုပ်ကနေရပါမယ်နော်ဒါအိုးတက်တန်အိုးဆရာညက်ပြမယ်နော်ခါရပြီဆက်လို့ဒီ၆စာသူ့လက်မှန်ရတဲ့ခါတည်း၆စာအပီးစီးချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လို့ဒီဂျိုင်းဒီဆက်တက်လက်မှန်ထွက်ထားတဲ့နေရာလေးဒီမှာလေး Spotify တော့အောက်ကိုမြင်းလေးကြောင်လေးဆွဲလိုက်ပါကိုဆက်လို့မှအိုက်ကန်အိုက်ကန်လို့တူလို့ပေါ့နော်ဒီလေးအိုက်ကန်လို့တူဒီလိုစီလို့ဟောဆက်နော်မထားရမှာဒီဟာဒီကောင်ဟိုးဆက်အလွယ်နည်းနဲ့ပြပြမယ်ဒါကိုဘယ်လောက်လဲဆိုရင်ဒါကို 1.5လို့မှတ်ထားလိုက်ငယ်ပြီးပြီဟုတ်နော်ဒါအိုးဆရာနေပြီညက်ပြတ်မှဖြစ်ပါတယ်လူလေးညက်လိုက်ပါနော်ပပတ်လည်းညက်ထုတ်မှာနော်ဆရာ ဒီဖြစ်သွားပြီနော်ဒါဟိုဆရာဘာလုပ်မလဲဆိုတော့ဒီ profile ကိုဆရာတို့ဒီလိုခောက်မယ်ခောက်မယ်နော်ဒီလိုခောက်ထားတဲ့ဟာကိုနောက်တော့ထပ်ပြီးတော့ထပ်ခောက်မယ်ဒီလိုခောက်တယ်ကြည့်နော်ဒါကိုထပ်ခောက်ပြီးလို့ရှိရင်ဒီပုံနေတဲ့ဟာလေးကိုပုံရတာဒီပုံရဲ့ဟာလေးကိုဆရာနေပြီးဒီနည်းကချင်းနဲ့ညှက်ထုတ်လိုက်ဒီလိုဖြစ်သွားတယ်နော်ဒါကြောင့်ရှိရင်ဆရာတို့လက်တော့ပြန်ပြီးဖြစ်ပါတယ် ုမတင်အခုတင်မဲ့ဟာကျွန်တော်ဒီ stack corner ဖြစ်ပါတယ်နော် stack corner တင်ဖို့ရှိရှိရင်ဒီ pattern set ကိုဒီလိုလေးခောက်ထားလိုက်ပါနော်ခောက်ပြီးရင်ဆရာနေပြီးတော့မင်းတောင်ဆွဲလိုက်ပါမယ်မင်းတောင်ဆွဲလိုက်ပါမယ်နော်ဆွဲလို့ရှိရင် stack corner ကဘယ်လောက်လဲ level ကဘယ်လောက်လဲဆိုတော့16ယူပါမယ်နော်16ယူပါမယ် level 16ဆိုလို့ရှိရင်ဆရာတို့လေ0.5ပေါင်းပေးရပါမယ်နော်ကျေဒီထက်ဆောင်လို့ခေါ်ပါလေဒီလိုเนาะ0.5ပေါင်းပေးရပါမယ်ဒါဆိုလို့ရှိရင်16ကို0.5ပေါင်းလို့ဆိုရင်16ခွဲပါเนาะ ဆိုတော့ဒီဆက်ချောက်ကိုဆက်လို့ဒီနက်နက်စာကမှပါမနော်ဆိုတော့နက်နက်စာကမှပါမှာမယ်ဒါတော့ဆက်ချောက်ကိုနက်နက်စာလို့ရှိရင်ဘလောက်ရလဲ၈ရရနော်ဒီမှာအဲ့ရတယ်အဲ့ကို0.5ပါလို့ရှိရင်အဲ့ပါ5ဖြစ်သွားမှာနော်ဒါဆိုရှင်ဆက်လို့ဆွဲရမှာအရှိကအဲ့ပါ5ပါအဲ့ပါ sorry အဲ့ပါ5ပါနော်ဒီမှာအဲ့ပါ5ပါဒီအဲ့ပါ5ပါဒီသူ့ရဲ့အနံလေးရကြောက်ရှင်ဆရာကဟိုကွန်လန်ကိုပုံမှန်မဲ့ယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လို့3လုံးတော့ခွဲပေးယူမှာနော် ်ငယ်ကြီးအကြီးယူလို့လည်းရတယ်နော်ဒါကိုကြိုက်တယ်လို့ယူလို့ရပါတယ်အခြေခံလေးရရရနော်ဒါလေးကိုဆရာသုံးနှစ်မှခွဲယူပါတယ်နော်သုံးနှစ်မှခွဲရဲ့ရှစ်ခွဲရဲ့ဆရာဘာလို့မဆိုရင်ဒါကဘာလို့လဲဆိုရင်ဒါ355ပါနော်355ရဲ့ဒီကွာဝဲဘာလဲ855ရဲ့ဘောနော်ဒါဆရာဘာခတ်ပါမယ်ဟုတ်ကဲ့ပါဘီနော်။ဟုတ်ကဲ့ပြီလို့ရှိရင်ဆက်လို့လေ ဒီဆရာလူချင်းနဲ့3.5ကိုဆရာဒီဟိုပါဘောနော်ဟိုတလက်မတလက်မနဲ့ဒီဇိုင်းယူမယ်ကြလားနော်ဟမ်ဟိုဘယ်လိုပြောမလဲဆရာအရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ဟိုပက်တာမပေါ့ဟိုဘာလဲ0 sorry sorry ဘလူးရှင်းအောင်ဘလူးယူမယ်ဆိုရင်1.25လောက်ယူမယ်တိလားအကြီးလည်းမယူဆရာလို့လေနော်1.25လောက်ယူမယ်ဟဲ့နော် တော့ဆက်လို့ဒီကောင်ကိုဒီလိုဆက်ချလိုက်တာဒီဆက်လိုက်နော်1.25နော်ဒါက1.25ပါပြီးရင်ဒီ1.25ရဲ့အတွင်းဘက်ကိုဆရာနေပြီးတော့တလက်မှဝင်လိုက်ပါမယ်ဒီနော်တလက်မှနော်အတွင်းဘက်ဝင်ပါလေနော်တလက်မှယူလိုက်ပါပြီတလက်မှယူထားတဲ့မြင်ဟုတ်ဆရာ A လို့ပေးပါမယ်နော် A လို့မှတ်လိုက်ပါမယ်ပြီးရင်ဒီတလက်မှယူထားတဲ့မြင်ဟုတ်ဆရာနေပြီးတော့ဒီမြင်နဲ့အပေါ်မြင်နဲ့ဟုတ်ဆရာနေပြီးတော့ရှင်းဆက်လိုက်ပါမယ် ော်ဆက်လိုက်မယ်ပြီးရင်ဒီကောက်ကိုတက်လက်မှယူထားတဲ့မင်းဟုတ်ဆရာဒီဟာလေးကိုပိတ်ကွေးလေးနဲ့ပေါ့နော်ဒီကောက်လေးပိတ်ကွေးနဲ့မရရင်လည်းဆရာတို့ဒီပိနေလေးနဲ့ပေါ့ဒီလိုလေးနော်ဒီလိုဝိုင်းဝိုင်းလေးပေါ့ဒီလိုဒီတက်လက်မှပတ်လဲနော်ပြန်ဝိုင်းမယ်နော်ဆရာတို့လေးဒီလိုဝိုင်းလေရရတယ်တကယ်လို့ဒီဝိုင်းလို့ဆင်ပြီးလို့ရှိရင်ဆရာတို့ဒီပိတ်ကွေးလေးနဲ့ဒီလိုလေးဝိုင်းလိုက်ပါ ူရတယ်နော်ဒီလိုပဲနော်ဒါမှပြီးလို့ရှိရင်ဆက်လို့လေအောက်ကို0.25လောက်ဆေးရနေတော့ဆင်းပါမယ်ဒီဒီကောင်းနော်0.25ပါဒီမှာနော်ဒီမှာဆင်းပါမယ်ဆင်းလို့ရှိရင်ဒီမှာရေပြီးရင်ဆရာဒီကောင်း8.5ကိုဆရာနေတဝက်ဝက်လိုက်ပါမယ်4.25ပါနော်ဒီ4.25နဲ့ဒီ0.5ကိုဒီလိုလေးဆက်လိုက်ပါ။ဟမ်ဒီလိုဆက်လိုက်မယ်။ပြီးရင်စနားဆရာ ပြီးဂွေးလေးနဲ့ဝိုက်ထားတဲ့ဟာမျိုးဒီလိုလေးပေါ့နော်ဒါအကူတက်တယ်လို့ဟိုဟာလည်းလုပ်လို့ရနော်ခုနကဟိုအလဲလေးလည်းလုပ်လို့ရတယ်ကိုဟိုလေးထောက်ခွက်တိလည်းလုပ်လို့ရနော်ဒီဆောင်လိုက်ပါဒီကတည်းကခုနကလေးဖြစ်သွားပါလေဆက်ဖို့ဖြစ်သွားလို့ရှိရင်ဆက်လို့လေဒီမျိုးကိုနော်အပေါ်ဘက်ကိုစပိုက်တူလောက်ဆက်တက်လိုက်မယ်သူ့ကိုလည်းပဲဆက်တော့ဝတ်ထားပါမယ်နော် ့ကိုပါလဲဆိုရင်0.5တူလာပါ0.25နော်ဒီမီးနဲ့ဆရာကနေပြီးတော့ဒီဘိုးအပေါ်ဆုံးအရှိဆုံးမီးကိုဆရာလုံးလေးပါတယ်ဒီဘိုးဆရာပြထားတဲ့အယောင်လေးကိုဆရာတို့ကပါလို့ဆိုရင်ငှက်ထုတ်မှာပေါ့နော်ဒါလေးငှက်ထုတ်ပါမယ်ဒါလေးဆရာငှက်ထုတ်ပါနော် လက်ထပ်ပါမယ်ပြီးရင်သူ့ကိုလည်းပဲဆက်လို့ဒီပါလဲဆိုပိုက်တူတာပေါ့ဒစိမ့်လာပေါ့နော်ဒစိမ့်လာကိုဆရာစားပြစ်တော့စားပြစ်ပါမယ်နော်ဒီကောင်လည်းဆရာနေပြီးတော့ပါတယ်နော်လက်ထပ်ပါမယ်လက်ထပ်ပါမယ်နော်လက်ထပ်ပြီးလို့ရှိရင်ဆက်လို့ဒီကောင်လည်းအပေါ်နေပြီးအောက်ကိုဟိုဒါကွန်လိုင်းခောက်ပြီးပြီနော်ဒါကွန်လိုင်းရဲ့ရွက်လေကိုနည်းနည်းလှအောင်နော်ကိုလာသွားအောင်ဒီကောက်ကိုလည်းအောက်ကိုပိုက်တူတော့ဆင်းပါမယ်ဆင်းပြီးမှရှိရင်ဒီပိုက်တူဆင်းထားတဲ့ဟာလေးကိုဆရာနေရောဒီမင်းနဲ့ကိုဆင်းလိုက်ပါမယ် ီတူလည်းစားပစ်ထားမှာနော်ဒါဆိုလို့ရှိရင်ဆက်လုပ်လို့ရှိနေကွန်လာလေးရသွားပြီနော်ကွန်လာကုန်းနဲ့ကွန်လာယူနေရသွားပါပြီနော်ဒါလေးကိုဆက်ညက်ပြပါမယ်နော်ဒါလေးကိုဆက်ညက်ပြပါမယ် ကွန်လန်ကိုတက်တက်ချောင်းလေးလုပ်ပြီးလာနော်ချောင်းလေးလုပ်လို့ရပါတယ်။ဆရာအရန်ချောင်းမကြိုက်ဘူးနိ။အလားပဲခါ။အာဒီကွန်လန်ပုံနဲ့မီဒီယာဆိုင်လေးဝင်လို့ရနော်။ဒီဒါလေးကိုဆက်ပြီးညှပ်ထုတ်လိုက်မယ်။ဒီဘောအားလေးဆရာညှပ်ထုတ်လိုက်ပါမယ်။ လို့ရှိရင်ဆက်လုပ်လို့ချင်တဲ့ online online ရွက်နေပြီเนาะ online ရွက်နေ online ခေါင်းနေပြီပါဘီ